ကျွန်တော်တို့ရဲ့ channel ကိုကြည့်ချူအပ်ပေးနေကြတဲ့ဗိုက်တများစစ်ပွဲဆိုတာကဆနာပြောသလိုပေါ့နော်ကျွန်တော်ရီယာမြင်နေတယ်ပေါ့နောင်ချိုးပေါ့နော်နောင်ချိုးဆိုတာကလည်းကျွန်တော်တို့တည်ထားတဲ့စစ်ပွဲဆိုတာလေစစ်ပွဲဆိုတာရေးရှိတယ်အဲရေးရှိစစ်ပွဲဖြစ်လာလို့ရှိရင်ဘာဖြစ်လာမလဲဆိုတော့ ိုပြည်သူလူထုတွေအရန်ဒုက္ခရောက်တယ်ပေါ့နော်စစ်ပွဲတပွဲရေရှိလာပြီဆိုရင်လေအခုဆိုရင်ကျွန်တော်ထားတာ၄နှစ်ပဲထားပါဘူး၄နှစ်တွင်မှာပြည်သူလူထုတွေအခြေခံနော်ဟိုစစ်တပ်ကိုအားပေးထောက်ခံနေသလိုရှိသလို NLD ကိုပါတီကိုအားပေးထောက်ခံနေသလိုရှိသလိုဂျားနေရှိတယ်အဲအဲ့ဒီတမမှာဖေးသီးတွေရှိမယ်လူမျိုးမျိုးစိတ်ဖုံဖုံနေပေါ့နော်ဟိုမကျေနပ်ချက်တွေနဲ့ ခံယူချက်နဲ့အလုံးမလုံးပဲနဲ့ခံစားချက်နဲ့လုံးလုံးတဲ့လူတွေပေါ့အဲကိုစစ်တပ်ထဲဝင်နေတော့ငါ့ကိုဘလို့နှိပ်ကုတ်ခဲ့တာတော့ငါ့ကိုဘလို့ထိုးခဲ့တာတော့ဘလို့ရိုက်ခဲ့တာတော့ငါ့ကိုဘလို့နှိမ်ခဲ့တာတော့ပေါ့နော်အဲ့လိုဟိုခံစားချက်တွေတစ်ခုနဲ့ပေါ့နော်ကျွန်တော်တော့စစ်တပ်မှာရှင်းတယ်ကျွန်တော်ထိုးရင် ပြန်ထိုးမှာရှင်းရှင်းလေးကျွန်တော်ပြန်လဲထိုးခဲ့တယ်မခံဘူးကျွန်တော်ကရှင်းတယ်နော်ကျွန်တော်ကပြန်ထိုးမှာကျွန်တော်ထိုးရင်ပြန်ထိုးမှာ เนาะအဲ့တော့ကျတော့အဲ့ဒီကျွန်တော်တို့ကခံယူချက်နဲ့စစ်တပ်ထဲကိုဝင်ခဲ့တယ်ခံယူချက်နဲ့စစ်သားလုပ်ခဲ့လို့ရှိရင်ကိုလေးကောင်းအောင်နေကိုလေးမှန်အောင်နေเนาะအခုချိန်ဒီပဲဒီအသက်ဒီရွယ်ဒီကျွန်တော်ပြောပြတာပါဒါဂျုံလုံးလေးပါကျွန်တော်အရက်တောက်တတ်တယ်ကျွန်တော်အရက်ပွင့်လေးပြောမယ်ဆိုအရက်တောက်ပြီးတော့ဘူးမှမဆဲဆိုမရမ်းကောင်းမရမ်းဆိုင်ဘူးတောက်ပြီးကိုယ့်ဘက်ကို AC အိတ်တာအေးကိုလေးလာမမားနဲ့လာမားရင်သူ့ဘက်သူတိုင်မှုမကလို့ဘာကောင်းဖြစ်ဖြစ်ပြန်ထိုးမှာเนาะ ကျွန်တော်ထိုးခဲ့ဘူးရတယ်ရှိရဒါရင်မပြောချင်လို့เนาะအဲ့တော့ကြတော့ဘာဖြစ်လို့လဲဆိုတော့ဦးမေအောင်လိုင်းလက်ထက်ဘက်ဒီဘက်လက်ထက်မှာတော့သူကရုံးတင်အေးယူအဲဆောင်ရွက်เนาะစားဆန်တဲ့လောက်တာကြီးများတယ်လို့တက်တွင်းမှာတော့တိရတဲ့လောက်ကတော့အဲအဲအဲလိုမျိုးတွေတိရတာရှိရပေါ့เนาะအဲ့တော့ကိုလဲမှန်အောင်နေသူလဲမှန်အောင်နေရင်တော့ကိုကိုလည်းဘာမှပြောစရာမလိုလို့ကိုလည်းသူ့ကိုပြန်ထိုးစရာအကြောင်းမရှိဘူး အတူကကြတော့မှန်အောင်မနေဘဲနဲ့အောက်လက်ငယ်သားကိုကြတော့လာပြီးတော့မှအဲမင်းဘာဖြစ်တယ်ညာဖြစ်တယ်လားလှုပ်လို့တော့ဘယ်ရမလဲအဲ့မျိုးတော့ကိုယ်ပောင်းမှာပေါ့ဟုတ်လားစောက်ခွက်တွေစောက်ခွက်ဖြတ်ထိုးလိုက်မှာနော်အဲ့တော့ကြတော့ပြောချင်တာကစစ်ပွဲတစ်ပွဲကဘာနဲ့လာတဲ့သွားသူတွေလဲဆိုရင်အခုကျွန်တော်တို့တချို့သောနေရာတွေပြေးရတယ်ပေါ့နော်တချို့သောနေရာတွေအဆွမ်းနာဟိုအမြန်ဆုံးရည်ကျင်တယ်တို့ဘာလို့ပြောလို့ပေါ့နော်တချို့နေရာတွေပြေးရတယ်ဆိုတာက ကျွန်တော်ပြီးခဲ့ရတယ်အခုယမခပေါ့နော်လက်ရှိလာရှိုးနော်ဒါပေမဲ့ယမခတကူလုံးတော့ကြာသွားနေတာမဟုတ်တလို့နာပခအီတကူလုံးလည်းကြာသွားနေတာမဟုတ်ဘူးနော်အဲ့တော့ဗမောလည်းကြာသွားနေတာမဟုတ်ဘူးအဲသူတို့ကတော့ပြောတာပေါ့သူတို့ဘာသူတို့အနီအားပေးတဲ့ချန်ပီယံနဲ့ကန်တောင်းချမ်းသူဘုံတပုံအားပေးတဲ့လူတွေပဲဖြစ်ဖြစ်သူတို့တိုက်တိုက်တာသူတို့ထားပါတော့၄နှစ်ရှိပြီပေါ့ လေးနေတယ်မှာသူတို့ကတော့ပြောတာပဲသူတို့အင်အားတနိုင်ငံလုံးဒေါ်စုကြည်ကိုအားပေးဝင်တော့ကအားပေးတယ်ဆိုပြီးတော့တနိုင်ငံလုံးကဒေါ်စုကြည်အားပေးတယ်ဆိုပြီးတနိုင်ငံလုံးကတွန်းလန့်တွန်းလန့်နေဆိုတော်လန်နေဆိုတော့အခုမင်းတို့ရာမခလည်းအလုံးစုံမရဘူးမင်းတို့ပြောတော့ရာမခကြားရာမရာမခကြားရဆိုငါအမြဲတမ်းပြောတယ်မိုင်းရီတို့ဥပမာတခုပေါ့နော်အမဟိုရတို့နော်ရှိပါတယ်အခု အမြဲတမ်းပြောတယ်ဗန်မွေးပေါ့နော်ဗန်မွေးဆိုတာဒါရှမ်းပြည်နယ်မြောက်ပိုင်းထဲမှာပါတာနော်အခုတောင်ခမ်းလို့နော်မင်းတို့ရရဆိုမင်းတို့ဘယ်နေရနဘာခအခုမင်းတို့အနောက်အနောက်ပိုင်းတိုင်းစစ်တမ်းလမ်းကျုပ်ကဲမင်းတို့တပုံတွေမင်းတို့ PDF တွေဗမာ PDF တွေနော်အကုန်လုံးပေါင်းပြီးတော့မှဝင်တိုက်တာ မင်းတို့ပြောတော့လေးနှစ်အတွင်းဘာဖြစ်တယ်ညာဖြစ်တယ်လူကြီးမမဲဆရာနာရှင်တပည့်အတွင်းကြာဆုံးမယ်ဟာဘာညာခွေလို့ခွေယုံစကားတွေဖာသမားနဲ့အောက်တန်းသားနဲ့ဝရန်ပြီးနဲ့လိုးဝေးထားတဲ့ဆောင်ဆောက်စကားတွေမဟုတ်ကောက်ကစကားတွေနော်အဲ့တော့ကြတော့မင်းတို့တိုက်ခဲ့တဲ့အခုနာပါခါလည်းမင်းတို့အန်းလောက်နာခါခါငါးလောက်လောက်ကိုမင်းတို့အင်အားအလုံးကြီးနဲ့တိုက်ပြီးတော့မှအခုကြတော့ကြောင်တောင်တောင်နဲ့ဟမ်ဆေးရှင်တွေရတန်းနေရက်တယ် သူတောင်းခမ်းဆိုလဲမင်းတို့ရက်နေတယ်မင်းတို့ပြေပြင်းဦးလေးသိမ့်မယ်မန္တလေးသိမ့်မယ်မရယာသိမ့်မယ်ဘယ်လိုသိမ့်တော့ဟမ်ဘယ်လိုသိမ့်တာရောလို့ဟင်မင်းတို့မရယာမန်တော်မသိမ့်နိုင်မင်းနဲ့မန္တလေးကိုသိမ့်မယ်ဟုတ်လားဟိုကဖေးမစီမစိုးပဲနဲ့တွေ့လိုက်လိမ့်မယ်အမမောမလဘခတိုင်းကိုကုချိုကိုထိုက်ကနော်တွေ့လိုက်လိမ့်မယ်မင်းတို့အဲ့တော့တော့ပြောချင်တာဘာလဲဆိုတော့စစ်ပွဲတစ်ပွဲရဲ့အနေဒါအာယုံကိုပြည်သူလူထုတွေလည်းသိတယ်လို့ အေးချမ်းစွာနေထိုင်ခြင်းနဲ့ပြည်သူလူထုတွေလည်းအားလုံးဒီရဲ့ဆိုးကျိုးကိုခံစားနေရတယ်။နော်အဲဆိုးကျိုးကိုခံစားနေခံစားနေရတာပါလေသိလား။အဲဒီတောမီးလောင်ရင်တောကြောင်လက်ကမောင်းခတ်တယ်ဆိုတဲ့စာစာစိုးရှိတာပေါ့။အဲ့ဒီမှာမှကျွန်တော်ဟိုနေ့ကပြောသလိုမျက်ပြူစိုက်လေဆရာကြိုက်လေစစ်လဲမတိုက်ဘူး။တချို့တချို့တော့ဝန်တန်းနေစီးရဲ့သဘောတရားအရဖြစ်နေတဲ့အပေါ်မှာမိတီပြီးတော့မှနိုင်ငံတော်တက်မတော်ကာကွယ်ဦးစီးချုပ် ဝင်ကြီးချုပ်အဘာတူးချုပ်ကြီးတို့ကိုလိန်လေလှဲ့တာပြီးတော့အောက်မှာကိုကျိုးစည်းပွားတွေရှားနေကြတဲ့လူတွေအများကြီးပေါ်နေတယ်။နော်အဲ့တော့ပြည်သူဒီအချိန်ချင်းအခါခါနစ်နာရတယ်။ဒီစစ်ပွဲတစ်ပွဲကစစ်ပွဲရဲ့ပုံစံမျိုးကတော့သူကတိုက်ပွဲပဲနိုင်တာစစ်ပွဲနိုင်နေကြအကြောင်းမရှိဘူး။စစ်ပွဲအရဆိုရင်တက်မတော်ကကျွန်တော်ရဲရဲကြီးအာမခံတယ်။ဘယ်တော့မှမရှုံးဘူး။ က်မတော်ကိုတွန်းလှန်လို့တော်လှန်လို့တိုက်ခိုက်လို့ရမယ်အဖွဲ့အစည်းမြန်မာပြည်မှာဘယ်တော့မှမပေါ်လာစေရဘူးအဲ့ဒါယုံစစ်ပွဲကိုပြောတာနော်တိုက်ပွဲဆိုတာတနေရာထဲမှာတိုက်ကြတယ်ခိုက်ကြတယ်အဲ့တော့မိမိရဲ့စစ်သည်အင်အားရဲ့မိမိစစ်သည်အင်အားမှာမိမိစစ်သည်အင်အားမှာအားနေကြအားသာချက်ရှိမယ်ပြီးရင်ငွေကြီးစံတွေလူကြီးစံတွေနော်တချို့ဆိုလို့ချင်းအဲ့ဒါအနေနဲ့ကျွန်တော်တို့ကြာရှုံးခဲ့ရတဲ့ဟာတွေရှိတယ်အဲ့ဒါကစစ်ပွဲမဟုတ်ဘူးအဲ့ဒါကတိုက်ပွဲလို့ခေါ်တယ် ဲ့တော့အခုမြန်မာနိုင်ငံမှာဖြစ်နေတာကသူတို့နိုင်လို့သူတို့ရရှိသွားတဲ့နေရာကတိုက်ပွဲတစ်ခုလိုပဲတတ်မှတ်လို့ရတယ်စစ်ပွဲလို့တတ်မှတ်လို့မရဘူးစစ်ပွဲဆိုရင်ကျွန်တော်တို့ကစစ်ပွဲဆိုတာအရှိကြီးပြင်မှာအရှိကြီးပြစ်လာရင်လွယ်လွယ်လေးပြောပြမယ်အခုခင်ဗျားတို့သိတော့နောက်3နှစ်လောက်ဆိုရင် TNN တွေအကြမ်းဖက်တဲ့နိုင်ငံတောင်းကျန်သူတပုံမျိုးပါတုံးမှာမျိုးပါတုံးမှာ TNN တွေအကြမ်းဖက်တဲ့နိုင်ငံတောင်းကျန်သူကျွန်တော်တို့မလုံချင်တော့ပါဘူးဆိုပြီးတော့ကိုဖြစ်သွားမှာ အေးအကြမ်းမဲ့နဲ့နေကြတော့အေးဘလောက်ခေါင်းမှခေါင်းမှနော်တစ်ချိန်ချိန်မှာမျိုးသုံးမှာပဲဘာလို့လဲဆိုတော့ကျွန်တော်တဘောကိုပြောတာနော်ခမားတို့အဲစကားဟိုလိုလိုဒီလိုထင်အောင်မယ်အဲ့ဒီတချို့တော့မသိတဲ့တို့ပေါ့နော်ဟိုတိုင်းသူတိုင်းသားငါတို့ဘလောင်ပြောတယ်လို့ငါတို့ရက်ခိုင်ပြောတယ်လို့ပြောအောင်မယ်ကျွန်တော်ပြောတဲ့စကားထဲမှာ DNN ဒီအကြမ်းဖက်လက်နက်ကင်တောင်းချမ်းသူတဘောအေးအကြမ်းဖက်လက်နက်ကင်တောင်းချမ်းသူတဘော KI အကြမ်းဖက်လက်နက်ကင်တောင်းချမ်းသူတဘောလို့ပြောတာ ျွန်တော်ဘဝမှာလူမျိုးကြီးမပြောဘူးဘာသာကြီးမပြောဘူးသူများဘာသာလည်းမစော်ကားဘူးကျွန်တော်တို့ဘာသာကိုစော်ကားရင်လေကိုဖြစ်ကိုခံရမယ်စော်ကားကြိုက်တဲ့လူစော်ကားလိုက်နော်စော်ကားတဲ့လူတွေအခုဒုက္ခရောက်နေကြတာပဲလေအဲ့တော့ကြတော့ဟိုပြောချင်တာစစ်ပွဲတပွဲအရာဆိုရင်တော့ပို့ပြီးတော့မှအခုဟာကအလုံးအပေါ်နော်ကျွန်တော်တို့အမြင်အရာကျွန်တော်တို့ကြည့်ရမယ်ဆိုလို့ရှိရင်လူကြီးတွေကဒါတွေမသိတာမဟုတ်ဘူးဗျ တက်မတော်ဘက်မှာရောရဲတပ်ဖွဲ့ဝင်ဘက်မှာရောဒါပြည်သူစစ်တော်ရှိပလိစီတော့ဗောနော်ပြည်သူစစ်ကောဗောဗျာပြောမယ်ဆိုရင်ဟိုရှမ်းမြောက်မှာဆိုရင်ဒီအလုံထန်တို့ဒီမန်းစေးတို့တာမွန်းညင်းတို့အဲ့လိုပြည်သူစစ်တွေလည်းရှိတာပဲအဲ့လိုကိုချိုးစည်းဝါအတရှာတဲ့တက်မတော်တွေကတချို့တော့အကြီးကြီးတွေရဲတပ်ဖွဲ့ဝင်တွေကတချို့တော့ရဲအောက်လက်ငယ်သားတွေအာကျွန်တော်ရှမ်းပြည်မှာနေတာကျွန်တော်တို့မရှာပါဘူးလားမပြောနဲ့ မရှာပါဘူးမပြောနဲ့ကျွန်တော်အချင်းချင်းကားကပြောတယ်တိုင်းပြည်အတွက်နိုင်ငံအတွက်လူမျိုးကာဝယ်ဖို့တရင်ဆိုရင်မသိဘူးအပ္ပစံရမယ်တရင်ဆိုသူတို့သိတယ်ဟမ်ကျွန်တော်အပြေးတိုင်းပြောတယ်ကြောက်ကားလာမယ်တစ်ကားလာမယ်နွားကားလာမယ်နော်နောက်ဆုံးခွေးကားမှကြက်ကားတရိစ္ဆာန်ကားအစားပ္ပစံတောင်းရတဲ့တရင်ဆိုဒီကောင်းလေးအကုန်သိတယ်ရှမ်းပြည်နယ်မြောက်ပိုင်းမှာဝက်ကလေးတွေချင်းလေးတွေထည့်ပြီးတော့လေဝက်ကလေးတွေတည်လာလဲမရအောင်မလွတ်ဘူးလို့ပ္ပစံတောင်းတာတောင်းတာနော် အခုစီပြတော့ကြတော့သူတို့မသိဘူးသူတို့မသိဘူးအမအမဆောက်ချက်ကွဲဆောက်ချက်တွေအကြီးကွဲတာပေါ့ဗျာပြောရရင်တော့အဲ့တော့ပြောချင်တာကတိုင်းပြည်ကိုချစ်တဲ့နိုင်ငံကိုချစ်တဲ့ဝန်ထမ်းကောင်းတွေပေါ်ထွက်มาရမှာနော်ဝန်ထမ်းကောင်းတွေပေါ်ထွက်มาရမှာအတိုင်းပြည်ကိုနိုင်ငံကိုမချစ်ဘဲနဲ့ကိုကျိုးစည်းပွားအတ္တစားပြီးတော့ပြည်ဦးလင်းမှာဆိုမြေနိုင်အမြေနိုင်ကျင့်မှုတွေအများကြီးတွေဖြစ်တာဖြစ်တာတွေနော် မဲကျွန်တော်များအတက်အနေတွေလာချင်းချောင်းနေသေးတယ်အဲ့အားတွေဧကနေရအော်ရင်တို့လေရင်ခွင့်စီမံကိန်းအော်ရင်တို့အမဲလာလာလာကိုကကျတော့ဆောက်ခွက်မပြရတဲ့တရောင်းသားတွေနော်အဲ့လိုတရောင်းသားတွေအဲ့လိုဝန်ထမ်းတွေနော်ပြောရင်းတဲ့စကားအချိန်ဆက်မိအောင်ပြောမလို့စီစဉ်လာတာအဲ့တော့ကျွန်တော်တို့ကပြောတယ်နောင်ချိုကိုလောက်ပြန်ရရင်ကျွန်တော်တို့နောင်ချိုမှာသွားကမှာသွားကမှာကျွန်တော်ကနောင်ချိုတိတက်ပြီးသွားကမှာ ဘာလို့လဲနှောင်းချိုးအမြန်ပြန်ရစီခြင်း ਨੇ နှောင်းချိုးကိုပြန်ရလိုက်တာ ਨੇ တပြိုင်နဲ့ထဲဒီမြန်မာတိုင်းဒီပြည်လုံးမှာရှိနေတဲ့ပွင့်နေတဲ့စစ်မျက်နှာတွေအားလုံးမှာတာဝန်ထမ်းဆောင်နေတဲ့စစ်သားတွေရဲတွေပြည်သူစစ်တွေပြည်တက်မတော်အာဘိတော်ကဝင်းရံသူတွေအေးချမ်းစွာနေထိုင်ခြင်းနဲ့ပြည်သူလူတွေအားလုံးကတက်မတော်ပေါ်မှာယုံကြည်မှုတွေရှိလာမှာယုံကြည်မှုတွေရှိအောင်လဲယုံကြည်မှုတွေရှိလာမယ်ငါတို့ဘယ်လိုပဲပြောပြောဗျာ ယုံကျင်ဟာတက်မတော်ထိုးစစ်စင်ပြီးတက်မတော်ကပြန်ပြီးတော့စရင်ဒါပေမဲ့အဲ့လိုထိုးစစ်စင်တာမစင်တာရဲ့ဂျားမာကိုကဖြစ်နေတာကဒီစစ်ပွဲတစ်ပွဲရဲ့တစ်ခုကခမတပုံလည်းမသိပဲနေမလားတရားနာနေအချမ်းမဲ့နိုင်ငံတောင်းချမ်းသူတပုံဆိုတာခမမသိဘူးလား PDF မသိဘူးလားဗမာ PDF ဓနု PDF မသိဘူးလားကိုကတ်မသိဘူးလား KIA မသေးဘူးလားဗမောမှာတေရာမှာတောက်တောက်လဲတေရာအေးမသေးဘူးလားတေတယ်တေတယ်အဲ့တော့ ်တက်မတော်မသေးဘူးလားသေတယ်တက်မတော်လေတက်မတော်သားလေသေတာပဲသေတာလေခင်ဗျားတို့မျက်မြင်ကိုတွေ့ပဲဒီဘက်ကသေတာတွေကိုတော့တစ်ဖက်ကမီဒီယာဆိုင်ဝါနဲ့ထဲတာကတော့ဘောနောအားလုံးလူသိရှင်ညာသိရတာပေါ့ဟိုဘက်ကသေတာကြတော့တို့ကအကုန်လုံးဖုံးပြီးထားတာဖုံးပြီးထားတာသေတာပြောမှမဟုတ်ဘူးတို့ကဘယ်တော့မှမပြောဘူးဘယ်တော့မှမပြောဘူးအဲ့တော့ဘာဖြစ်လာလဲဆိုတော့ကိုနိုင်ငံကိုလူမျိုးနော်ကိုနိုင်ငံရဲ့အလားတရားတွေ နော်အေးရံတော်နေထိုင်ခြင်းနဲ့ဘာမှမသိတဲ့ဒီစီရင်နိုင်ငံရေးနားမလဲတဲ့ပြည်သူလူထုတွေအများကြီးနှစ်နာဆုံးရှုံးသွားရတယ်အဲ့တော့နောင်ချိုလောက်ကိုပြန်သိမ်းလာပြီဆိုတဲ့ဟိုကတက်မတော်အနေနဲ့ကတက်မတော်အခုရန်သူပေါ့ဗျာဒီနောင်ချိုကျွန်တော်တို့နောင်ချိုမြို့ကိုတက်မတော်ရဲ့ရင်ဝယ်အောက်ကိုပြန်လဲရောက်ရောက်ရှိသွားပြီဆိုရင်တနိုင်ငံလုံးမှာထိုးစစ်ဆင်နေတဲ့ တိုက်ပွဲဝင်နေတဲ့တပ်မတော်သားတွေအားလုံးဟာတပ်မတော်ကိုထောက်ခံနေတဲ့ပြည်သူလူထုတွေဟာတပ်မတော်နဲ့တပ်မတော်သားမိသားစုဝင်အားလုံးဟာဒီ2021ဖေဖော်ဝါရီလတရက်နေ့ကနေအခု2025ခုနှစ်နှစ်လပိုင်း22ရက်နေ့အထိဖြစ်ခဲ့တဲ့ဟာတွေအားလုံးမေ့သွားပြီးတော့မှတပ်မတော်ပြန်လာပြီဆိုတဲ့အသည့်တရားနဲ့ကျွန်တော်တို့က တက်မလို့အားပြီးဝင်းရံရမှာဖြစ်တယ်ပေါ့နော်ယုံလဲယုံကြည်ပါတယ်နော်နောင်ချိုမျိုးကတော့မကြတော့ပါဘူးပြန်ရတော့မှာပါနော်တရင်ကောင်းတွေကနေစဉ်ရဲ့ရန်စုရဲ့အင်အားကတော်တော်လေးကိုယုံနေနေပြီးရန်သူကဘလောက်ထိယုံမာလာလဲဆိုရင်အဲသူတို့လူသစ်စုတဲ့လူသစ်ထဲမှာမှမိန်းကလေးက15နှစ်ကနေ25နှစ်အတွင်းမိန်းကလေး24 25နှစ်အတွင်းစုတယ်ပြီးရင်သူတို့ဝါပီကိုပို့တယ်ပြီးရင်ဓနု PDF တွေနဲ့သူတို့ဓနု PDF တွေကိုလက်နဲ့အလက်900ထုတ်ပေးပြီးတော့မှလူ9000သူတို့စုခိုင်းတယ် စုခိုင်းတယ်နော်အဲ့တော့ကြတော့တမရောအနေနဲ့ပေါ့နော်နိုင်ငံကောင်းဆောင်တမရောကာကွယ်ဦးစည်းချုပ်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်အပါဝင်အဘတူးချုပ်ကြီးနဲ့ညစ်ကိုကြီးအဘချော်စွာလင်းပေါ့နော်တို့ကိုပြောချင်တာကကျွန်တော်တို့နောင်ချိုမြို့ကိုတော့တမရောအနေနဲ့နော်အမြန်ဆုံးပြန်လဲသိမ့်ပိုက်ရရှိဖို့အတွက်ကိုပြည်သူလူထုကိုသာနော်တက်မရော်သားတွေနဲ့တက်မရော်သားမိသားစုတွေတက်မရော်ဝင်းရံနေတဲ့ပြည်သူလူထုတွေကိုသာတောင်းဆိုချင်ပါတယ် အသိမ်းမှာတော့သိတယ်ပြန်အသိမ်းမယ်ဆိုတာကိုသိကိုသိနေတယ်เนาะသိနေတဲ့အကြောင်းတရားတွေလည်းရှိတယ်เนาะအဲ့တော့ကြတော့ကျွန်တော်တို့ကစီရေးအရာကတော့ခင်ဗျားတို့မြန်မာပြည်တပီလုံးမှာရှိတဲ့ပြည်သူလူထုတွေကိုပြောချင်တာကစီရေးအရာကဒီလောက်နဲ့ပဲပြီးသွားပြီဒီလောက်နဲ့ပဲပြီးသွားပြီဆက်ပြီးတော့တိုက်လို့မရတော့ရန်သူတပုံအင်အားလက်နက်အင်အားလူအင်အားရဲကောင်အင်အားဒီလောက်ပဲအဲ့ဒါကစစ်ပွဲမှာရေရှည်ဖြစ်သွားရင် ဆုံးရှုံးသွားမှာကဘ ᱹ တွေလဲဆုံးရှုံးသွားမှာကပြည်သူလူထုတွေနံပါတ်၄ချက်ပြည်သူလူထုရဲ့သူတို့တွေပြောနေကြစကားအသက်အိုးအိမ်စည်းစိမ်တွေအဲ့ဒီပြည်သူလူထုအသက်အိုးအိမ်စည်းစိမ်တွေကို ဆုံးရှုံးသွားတာကိုကိုချင်းစာနာတရားစိတ်ရှိတဲ့နိုင်ငံခေါင်းဆောင်တွေရှိတယ်လို့ကိုချင်းစာနာတရားစိတ်မရှိတဲ့ဘသူတေတေငတေမာရင်ပြီးရောဆိုပြီးတော့မှ အရက်ဖက်အဖွဲစည်းတွေအများကြီးရှိတယ်။အနာရှိဆက်ကြ။เนาะမင်းတို့လို့လို့မင်းတို့ဖြစ်တာပါညာအဲ့လိုပြောလို့မရအောင်ခေါင်းဆောင်ဆိုတာကเนาะအခုတိုင်းတိုင်းပြည်အုပ်ချုပ်မင်းလုပ်တဲ့ခေါင်းဆောင်ဆိုအဲ့လိုပြောလို့မရတယ်လို့တိုင်းပြည်အုပ်ချုပ်ခေါင်းမင်းလုပ်တဲ့ခေါင်းဆောင်မှမဟုတ်ဘူးရက်ွက်ထွေအုပ်ရက်ွက်အုပ်ကြီးကနေစပြီးတော့မှထွေအုပ်เนาะဟိုဘက်မှာဆိုမဆာပါတွေပါသူတို့အဖွဲ့အစည်းမျိုးစုံဖွဲ့ထားတာဘာတွေမှန်းလည်းမသိဘူး တိုင်းပြည်ဘာချက်ကအိုက်မာနေကုန်နေတာဘာစောက်သုံးကြလဲဆိုတော့လေစောက်သုံးမကြတာကတရားမှာ80ရာခိုင်နှုန်းရှိတယ်ပြည်သူမျက်နှာလည်းပြန်မကြည့်ဘူးเนาะပြည်သူပေါ်ကနေပြီးတော့မင်းတို့ပြည်သူမကောင်းလို့လေကျွန်တော်အမြဲတမ်းပြောတယ်ခမားတို့ဝန်ထမ်းတွေမှာခမားတို့ဝန်ထမ်းတိုင်းဝန်ထမ်းတိုင်းမှာနှလုံးလာဖို့လိုတယ်သဘောထားကြီးဖို့လိုတယ် ကိုအောက်ချီအောက်လက်ကပြည်သူလူထုခနာတို့တာဝန်ယူထားတဲ့မြို့တွေခရိုင်တွေတိုင်းတွေမှာအစင်းစင်းမှာရှိနေတဲ့ခနာတို့လူကြီးပီတာတဲ့ဆိုရင်တချို့သော အရာတွေကနှလုံးသားနဲ့ရင်းပြီးတော့မှပေးရတဲ့တင်ငန်းစာတွေဆိုတာရှိတယ်အဲ့ဒါဘာလို့ပြောချင်တာလဲသိလားဟိုတနေ့ကရေမူကြီးတယောက်နဲ့တွေ့တယ် ရဲမှုတယောက်ကပြောပြတယ်သူစကားတွေသူစကားတွေပေါ့နော်ကောင်းလွန်းလို့အဲ့ဒီလိုရဲမှုတွေများများပေါ်ထွန်းပါလေနာမည်တော့တတ်မပြောချင်ဘူးဘယ်မှာတာဝန်ကျနေရလဲမပြောချင်ဘူးနော်